အရင်ဆုံးချက်ဥလေးကိုယူမယ်ချက်ဥကိုခောက်မယ်လုံးခောက်ထဲမယ်နော်โอเคလုံးခောက်ထဲပြီးသွားပြီဆိုလို့ရှိရင်ချက်ဦးလေးကို wax လေးနဲ့ပဲဖြစ်ဖြစ် with machine react in it. ာလေးလုပ်လိုက်မယ်နော်ပြီးတော့အဲ့ butter ကိုတခါတည်းပဲတန်းထည့်ပါမယ်တချို့ကတော့ butter ကိုပူလာတဲ့အချိန်ကျမှထည့်ရမျိုးတွေလည်းရှိရဲဒါမှမဟုတ်ဦးနဲ့ butter ကိုပူပေးထားပြီးမှထည့်ရမျိုးလည်းရှိရဲဒါပေမဲ့ဦးနဲ့ butter ကိုပူပေးထားမယ်ဆိုရင် butter ကအရင်ပြောင်းသွားနိုင်တယ်အဲဒါကြောင့်မလို့အဲ့အခုတခါတည်းပဲထည့်လိုက်မယ်ထည့်ပြီးသွားပြီဆိုလို့ရှိရင်ဒီ butter တွေကိုငွေလိုက်မယ်ပို့မီကိုအပူလေးပေးပြီးတော့ ဒီတခါလေးပဲကြမ်းပြီးအမွေလိုက်မယ်အခုကိုမီဒီယံဟီတောက်ထားမယ်ပေါ့နော်โอเคမီဒီယံဟီတောက်ထားပြီးတော့ဝင်မယ်လုံးဝအဆက်ပြတ်လို့မရအောင်နော်ဝင်လိုက်နည်းနည်းလေးရက်လိုက်ဝင်လိုက်နည်းနည်းလေးရက်လိုက်ပြီးတော့ရင်ဟိုအခုအိုးပေါ်ကနေပြီးတော့ခဏချနည်းနည်းလေးဝင်ချလိုက်ဝင်လိုက်အဲ့လိုမျိုးလေးလုပ်သွားမယ်နော်အဲ့လိုလေးလုပ်သွားပြီးတော့နောက်ဆုံးအခြေအနေလေးတစ်ခုရောက်တဲ့အချိန်ကျရင်ရက်လိုက်မယ် ကေဘေကွန်လေးတွေကြီးလိုမျိုးရောင်လေးဖြစ်လာပြီဆိုလို့ရှင်တစ်ဖက်ကိုလှန်လိုက်မယ်โอเคလှန်ပြီးွားပြီဆိုလို့ရှင်ဒီဘေကွန်လေးတွေကိုနည်းနည်းလေးထပ်ပြီးတော့ကြောလိုက်မယ်ပေါ့ကြောရဲခါမှာရွှေရောင်လေးတန်းလာပြီဆိုလို့ရှင်မီလီကိုပိတ်ပြီးတော့ချလို့ရပါပြီအဲ့ဆိုလို့ရှင်เนาะအခုပိတ်ရင်းလေးဆင်မယ်ပေါ့เนาะပိတ်ရင်းဆင်ဖို့ဆိုလို့ရှင်ဒီမှာပြင်ထားတဲ့ဟာလေးကြီးရဲ့ဘက်ကလေးကိုချမယ်ဘက်ကကိုချပြီးွားပြီဆိုလို့ရှင် see you.